အရှုနာစင်တနစ်တာနှုတ်ကပတ်တမတရားစစ်စင်မှာကျူဆူပါလေဒီကနေ့ဖတ်ရှုနာစင်ရမယ်နှုတ်ကပတ်တမစံစာတော်မြတ်ကတော့ရှင်မသက်ခရစ်ဝင်ခန်းကြီး15မှာ19ရက်အထိဖြစ်ပါလေရှင်မသက်ခရစ်ဝင်ခန်းကြီး15ထိုအခါယေရုရှလင်မြို့သားပါရီရှဲတို့နေကျမ်းဖြူဆရာတို့သည်ချင်းကပ်ပြေးလျှင်ရှေးလူဟောင်းတို့မှဆက်ခံသော ဤဥပရိသကို ကိုတော်ဤတပည့်တို့သည်အဘဲကြောင့်လွန်ကျူးကြပါသမီသူတို့သည်လက်မစီပဲအစာစားကြပါသည်တကားဟုပြောကြလျင်ကိုတော်ကတင်တို့သည်အဆက်ဆက်ခံသောဤဥပရိသကို အမိပြု၍ဘုရားသခင်၏ပညတ်တော်ကိုအဘဲကြောင့်လွန်ကျူးကြသမီဘုရားသခင်၏ပညတ်တော်က မိဘကိုယိုသေးစွာပြုလော့အကျဉ်သူသည်မိဘကိုနှုတ်ဖြင့်ပြစ်မာ၏ထိုသူသည် အသေးသက်ချင်းကိုခံစေဟု လာသည်တင်တို့မူကားအကျဉ်သူသည် ကိုမိဘကိုတင်တို့အသုံးရနိုင်သမျှသောငါ၏ဥစ္စာသည် အလူဝတ္ထု ဖြစ်စေဟု ဆို၏ထိုသူသည် ကိုမိဘကိုပင် ယုတ်သေးစွာ မပြူရဟု ဆိုကြ၏ထို့သောသင်တို့သည်အဆက်ဆက်ခံသောဤဥပဒေတအားဖြင့်ဘုရားသခင်ပြည့်ညတ်တော်ကို ပေကြ၏ယုတ်ဝဲသောသူတို့ဟေရှာယသည်သင်တို့ကိုရီမက်လျက်ဤလူမျိုးသည်နှုတ်နှင့်ငါထံသို့ချင်းကပ်၍နှုတ်ခမ်းနှင့်ငါကိုယူတည်ကြ၏စိတ်နှလုံးမူကားငါနှင့်ဝေးလာ၏ လူတို့စီရင်သောပညာတို့ကိုသုံးသင်၍နိဥ္ပဒေသပေးလျက်ပင်ငါကိုအချီးနီးကိုးကွယ်ကြ၏ဟုနောင်ဖြစ်လက်တန်သောအရာကိုရောက်ပတ်စွာဟောခဲ့ပြီးဟုပြန်၍မိတ်တော်မူ၏ထိုအခါလူအစုအဝေးကိုအထံတော်သို့ခေါ်၍သင်တို့နားထောင်နားလေကြလော့ ကတွင်သို့ဝင်သောအရာသည်လူကိုညှဉ်းညူးစေသည်မဟုတ်ကတွင်မှထွက်သောအရာသည်ညှဉ်းညူးစေသောအရာဖြစ်သည်ဟု မိတ်တော်မူ၏တပည့်တော်တို့သည်ချင်းကပ်၍ယခုမိတ်တော်မူသောစကားကိုပါရိရှဲတို့သည်ကြားသောအခါစေတနာစိတ်ပြတ်ကြသည်ကိုသိတော်မူသလောဟုလျှောက်ကြ၏ကိုတော်ကလည်းကောင်းကင်ဘုံ၌ရှိတော်မူသော ငါဤခမီးတော်စိုက်တော်မူသောအပင်ရှိသမျှတို့ကိုနှောက်ရလိမ့်မည်ထိုသူတို့ကို ရှိပါလိမ့်စေသူတို့သည်လူကန်းတို့အားလမ်းပြသော လူကန်းဖြစ်ကြ၏လူကန်းချင်းတဦးကိုတဦးလမ်းပြလျင်နှဦးတို့သည် တွင်းထဲသို့ကြကြလိမ့်မည်ဟု မိတ်တော်မူ၏ပေတရုကလည်းထိုဥပမာကို အကျွန်ုပ်တို့အားဖွင့်ပြတော်မူပါဟုလျှောက်လျင်ယေရှုကသင်တို့သည်ယခုတိုင်အောင်ပညာမဲ့လျက်နေသေးသလောကတွင်သို့ဝင်သည်သည်ဝမ်းထဲသို့ဆင်း၍ရေအိမ်တွင်စွပ်ပစ်သည်ကိုနားမလည်ကြသေးသလောကတွင်မှထွက်သောအရာမူကားနှလုံးထဲကထွက်လာ၍လူကိုညှဉ်းညူးစေသောအရာဖြစ်၏ မကောင်းသောကြံစီခြင်းလူအသက်ကိုတက်ခြင်းသူ့မယားကိုပြစ်မှားခြင်းမိမလွတ်နှင့်မာယွင်းခြင်းသူ့ဥစ္စာကိုခိုးခြင်းမမှန်သောတက်တေကိုခံခြင်းသူ့အတရေကိုဖျက်ခြင်း အရာတို့သည်နှလုံးထဲကထွက်လာ၍လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏လက်မစည်းပဲလျက်အစာကိုစားခြင်းမူကား လူကိုညင်ညူးစေသည်မဟုတ်ဟု မိတော်မူ၏ယေရှုသည် ထိုရမထွက်၍တူရုမြို့နှင့်ဇီးတုံမြို့၏ခြေလက်သို့ကြွတော်မူ၏ခါနန်အမျိုးဖြစ်သော မိမတစ်ယောက်သည်ထိုနယ်စပ်မှထွက်လာ၍ဒါဝိဒ်၏သားတော်ရှင်ကျွန်မကိုတနာတော်မူပါ ကျွန်မ၏သမီးသည်နတ်ဆိုးနှိမ့်ဆက်ခြင်းကို ြင်းစွာခံရပါသည်ဟုဟစ်ကြော်တော်လဲစကားတခုမြပြန်တော်မူမူတပည့်တော်တို့သည်ချင်းကပ်၍ထိုမိမပြန်သွားရသော အခွင့်ကိုပေးတော်မူပါငါတို့နောက်သို့လိုက်၍ဟစ်ကြော်လျက်နေပါသည်ဟုတောင်းလျှောက်ကြ၏ကိုတော်ကလည်းဤသေးလအမျိုးအဝေးပြောက်လွင့်သော သိုးများမှတပါး အခြားသောအမျိုးရှိရာသို့ငါကို မစေမလို့ဟု မိတ်တော်မူ၏ထိုမိမသည် ချင်းကပ်၍ပြောက်ဝလျက်ဂျမကိုကယ်မတော်မူပါ သခင်ဟုလျှောက်ပြန်လျင်ကိုတော်ကသားဤအစာကိုယူ၍ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏မိမကလည်းမန်ပါဤသခင် ခွေးမြည်သည်ကမိမိသခင်ဤ စားပွဲမှကြသောစားနှုတ်စားဖောက်ကိုစားမြဲထုံးစံရှိပါ၏ဟုပြောပြန်လေ။အိုမိန်းမသင်သည်ယုံကြည်အားကြီးလာပြီ။သင်အလိုရှိသည့်အတိုင်းသင်၌ဖြစ်စေဟုမိတ်တော်မူ၏။ထိုအချိန်မှစ၍ထိုမိန်းမ၏သမီးသည်ကျမ်းမာပဂတိဖြစ်လေ၏။ယေရှုသည်ထိုရက်မှကြွ၍ ဂါလိလဲအိုင်နာသို့ရောက်တော်မူလျင်တောင်ပေါ်သို့တက်၍ထိုင်တော်မူ၏။များစွာသော လူအပေါင်းတို့သည်ခြေမစွန်း၊မျက်စိကန်း၊စကားအအင်္ဂါချို့တဲ့သော သူမှစ၍အခြားသောအနာရောဂါဆွဲသောသူများကိုဆောင်ကယ်လျက်အထံတော်သို့ရောက်လာ၍ခြေတော်ရင်း၌ချထားကြ၏။အနာရောဂါများကိုငြိမ်းစေတော်မူသဖြင့် အသောသူသည်စကားပြောသည်ကို၎င်းချိုးတဲ့သောသူသည်ပဂတိဖြစ်သည်ကို၎င်းခြေပစွမ်းသောသူသည်လမ်းသွားသည်ကို၎င်းမျက်စိကန်းသောသူသည်မြင်ရသည်ကို၎င်းလူအစုအဝေးတို့သည် မြင်လျင်အံ့ဩခြင်းသို့ရောက်၍ဤသေးလာမျိုး၏ဖျားသခင်ဂုံတော်ကိုချီးမွမ်းကြ၏ထိုအခါယေရှုသည်တပည့်တော်တို့ကိုခေါ်၍ ဤလူများကိုငါတနာ၏သုံးရက်ပတ်လုံးငါနှင့်အတူရှိပြီးစားစရာအလင်းမရှိလမ်းခရီး၌မောမီကိုစိုးရင်သောကြောင့်အစာမစားမီသူတို့ကိုလွတ်ချင်းကငါအလိုမရှိဟု မိတော်မူရင်တပည့်တော်တို့ကဤမြလောက်များသောလူစုတို့သည်ဝါစွာစားလောက်သောအစာကိုဤတော်အရ၌အကျွန်ုပ်တို့သည် အပေတို့ရနိုင်ပါမည်နည်းဟုလျှောက်ကြသော ယေရှုကသင်တို့တွင် မုတ်ဘယ်နှလုံးရှိသနည်းဟုမေးတော်မူလျင်မုတ်ခုနှလုံးနှင့် အနည်းငယ်များသောငါးကောင်ကလေးရှိပါသည်ဟု ပြန်လျှောက်ကြ၏ထိုအခါလူအစုဝေးတို့ကိုမြေပေါ်မှလျောင်းကြစေဟု အမိန့်တော်ရှိ၏မုတ်ခုနှလုံးနှင့်ငါးတို့ကိုလည်းယူ၍ဂျေဇူးတော်ကိုချီးမွမ်းပြီးမှ မုတ်နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အား ပေးတော်မူ၏တပည့်တော်တို့လည်းလူပေါင်းတို့အားပေးကြ၏လူပေါင်းတို့သည် စား၍ဝါကြပြီးမှကျွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍ခုနှစ်တောင်းအပြည့်ရကြ၏စားသောသူအရေအတွက်ကမိမနှင့် သူငယ်ကိုမဆိုဘဲယောက်ျား၄တောင်ရှိသည်ထိုလူများတို့ကိုလွတ်တော်မူပြီးမှ လေစည်း၍ မာဂဒလကြီးလက်သူ ရောက်တော်မူ၏ရှင်မတဲခရစ်ဝင်ခန်းကြီး16ထိုအခါပါရီရှဲနေဇတုကဲတို့သည်ကိုရောကိုစုံစမ်းနောက်ဆက်ခြင်းကချင်းကဲ့၍မိုးကောင်းကင်ကဖြစ်သော နမိတ်လက္ခဏာကိုပြတော်မူပြီးကြောင်းတောင်းပန်ကြ၏ကိုရောကလည်းသင်တို့သည်ညာဥယျာဏ်၌ပြောဆိုတတ်သည်ကား ယခုမိုးတိမ်နေသည်ဖြစ်၍မိုးကြည်လင်လိမ့်မည်ဟုဆိုတတ်ကြ၏နက်နက်ရန်၌ကယခုမိုးအုပ်လျက်ရှိ၏ဤမောင်းသောအစင်းလည်းရှိ၏ယနေ့မိုးသက်မုန်တိုင်းလာလိမ့်မည်ဟုဆိုတတ်ကြ၏လျှို့ဝှက်သောသူတို့ သင်တို့သည် မိုးကောင်းကင်၏မျက်နာကိုပိုင်းခြား၍သိနိုင်ကြ၏ ကကလာဤနမိတ်လက္ခဏာတို့ကို ပိုင်းခြား၍မသိနိုင်ကြ။ဆိုညင်း၍မြောက်မထားသောအမျိုးသည် နမိတ်လက္ခဏာကိုတောင်းသည်မှာပရောဖက်ယောနာဤနမိတ်လက္ခဏာမှတပါးအဘယ်လက္ခဏာကိုမျှသူတို့အားမပြရာဟု မိတ်တော်မူပြီးလျှင်ထိုသူတို့ရှိရာမှထွက်၍ကြွတော်မူ၏။တပည့်တော်တို့သည် ကန်တဖက်သို့သွားကြသောအခါမုတ်ကိုယူခြင်းကမေ့လျော့ကြ၏ယေရှုကလည်းပါရီရှဲနှင့်ဇတုကဲတို့၏တဆီကိုတတိနှင့်ကျင်းဆောင်ကြဟုမိတ်တော်မူ၏တပည့်တော်တို့ကလည်းငါတို့၌မုံမပါသောကြောင့်ဤစကားကိုမိတ်တော်မူသည်ဟုအချင်းချင်းဆွေးနွေးပြောဆိုကြ၏ယေရှုသည်တည်တော်မူလျှင် ယုံကြည်အားနေသောသူတို့တင်တို့၌မုံမပါသည်ကိုထောက်၍အဘဲကြောင့်ချင်းချင်းဆွေးနွေးပြောဆိုကြသည်။မုံငါးလုံးကို လူငါးတောင်စား၍စားကျွင်းဘယ်နှတောင်ကောက်သိမ်းသည်ကို၎င်းမုံခုနှလုံးကို လူလေးတောင်စား၍စားကျွင်းဘယ်နှတောင်ကောက်သိမ်းသည်ကို၎င်းတင်တို့သည်နှလုံးမသွင်းမအောင်မိပဲနေကြသည်သလော ပါရီရှဲနှင့်ဇာတုကဲတို့၏တတ်စီကိုကျင်ဆောင်ကြဟုသောစကားကိုငါပြောသည်တွင်မုတ်ကို အမတ်ပြု၍ငါမပြောသည်ကိုတင်တို့သည် နားမလည်ပဲအဘယ်သို့ဒီကြသနည်းဟုမိတ်တော်မူ၏ထိုအခါတပည့်တော်တို့သည်မုတ်၏တစီကိုကျင်ဆောင်ကြဟုမိတ်တော်မူပါရီရှဲနှင့် စတုကဲတို့၏ဩဝါဒကိုကျင်ဆောင်ကြဟု မိတ်တော်မူသည်ကို နားလည်ကြသည်။ယေရှုသည်ဖိလပ္ပုကဲသရီမျိုး၏ခြေလက်သို့ကြွတော်မူသောအခါလူများတို့သည်လူသားဖြစ်သောငါကိုအဘယ်သူ ဖြစ်သည်ဆိုကြသနည်းဟုတပည့်တော်တို့ကို မေးမြန်းတော်မူ၏လူအချို့ကကိုတော်သည် ဗာဒီဇန်ဆရာယောဟန်ဖြစ်သည်ဟူ၍၎င်းအချို့ကအေလိယဖြစ်သည်ဟူ၍၎င်းအချို့ကယေရမိဘဆ၍ပရောဖက်တပါးပါဖြစ်သည်ဟူ၍၎င်းဆိုကြပါ၏ဟုပြောကြတော်တင်တို့လည်းငါကိုအဘယ်သူ ဖြစ်သည်ဆိုကြသနည်းဟုမေးမြန်းတော်မူ၏ရှိမုန်ပေတရုကကိုတော်သည် ခရစ်တော်ကြီးဟုသော အသက်ရှင်တော်မူသော ဖရာသခင်သားတော်ဖြစ်တော်မူသည်ဟုပြောလေ၏ယေရှုကလည်းရှိမုန်ဗာယောနာသင်သည် မင်္ဂလာရှိ၏အကြောင်းမူကားအသွေးအသားသည်ဤအကြောင်းအရာကိုသင်အားဖော်ပြသည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမည်းတော်သည်ဖော်ပြတော်မူသည်ငါဆိုသည်ကား သင်သည်ပေတရုဖြစ်၏ဤကြောက်ပေါ်မှာငါအသင်းကိုငါကြည်ဆောက်မည်ထိုအသင်းကိုမရဏနိုင်ငံဤတကားတို့သည်မနိုင်ရာကောင်းကင်နိုင်ငံတော်ဤသောတို့ကိုလည်းသင်အားငါပေးမည်သင်သည်မြေကြီးပေါ်မှာခြိနှောင်သမျှသည်ကောင်းကင်ဘုံ၌ခြိနှောင်လျက်ရှိသည်မည်မြေကြီးပေါ်မှာဖြေလို့သမျှသည်ကောင်းကင်ဘုံ၌ ဖြစ်ပြုလျက်ရှိလိမ့်မည်ဟု မိတော်မူပြီးလျှင်ဘုတော်သည်ခရစ်တော်ဖြစ်ကြောင်းကိုအဘယ်သူအားမျှမပြောစိတ်သောငါတပည့်တော်တို့ကို ပြညတ်တော်မူ၏ထိုမှတပါကိုတော်သည်ယေရုရှလင်မြို့သို့သွားရမည်လူအကြီးအကဲယေပရောဟိတ်အကြီးဂျမ်းပြူစီယာတို့လက်၌များစွာခံရမည် အသေးသက်ချင်းကိုလည်းခံရမည်။သုံးရမြောက်သောနေ့၌ထားမရောက်လိမ့်မည်ဟုသောအကြောင်းများကိုထိုခါမှစ၍တပည့်တော်တို့အားပြတော်မူ၏။ထိုခါပေတရုသည်ကိုရော့ကိုမိမိနှင့်အတူခေါ်၍သခင်ကိုရော့၌ဤသို့မဖြစ်ပါစေနှင့်။ဤအမှုသည် ကိုရော့၌မရောက်ရဟုအပြည့်တင်သောစကားကိုလျှောက်တော်ကိုရော့သည် မျက်နာတော်ကိုလဲ့၍အချင်းရန်သူငါနောက်သို့ဆုတ်တော်သင်သည်ငါတိုက်မိ၍လဲเสียအကြောင်းဖြစ်၏သင်သည်ဖျားသခင်၏အရာကိုစိတ်မဆွဲလန်းလူတို့၏အရာကိုသာဆွဲလန်းသည်ဟု မိတ်တော်မူ၏ထိုအခါယေရှုကငါနဲ့စည်းကဲလူတော်သူဖြစ်လျင် ကိုကိုကိုညင်းပယ်ရမည် ကိုလဝါကတိုင်ကိုထမ်း၍ငါနောက်သို့လိုက်ရမည်အကျဉ်သူသည်မိမိအသက်ကိုကယ်ဆယ်ခြင်းကအလိုရှိ၏ထိုသူသည်အသက်ရှုံးလိမ့်မည်အကျဉ်သူသည်ငါကြောင့်အသက်ရှုံး၏ထိုသူသည်အသက်ကိုတွေးလိမ့်မည်လူသည်ဤစัจ java နာကိုအကျွေးမဲ့အစိုးရ၍မိမိအသက်ဝိညာဉ်ရှုံးလျင်အဘယ်ကျေးဇူးရှိသည်တည်းမိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်းလူသားသည်မိမိအဘခမည်းတော်၏ဘုံအာနုဘော်ကိုဆောင်ရက်ကောင်းကင်တမန်အချံရန်တို့နှင့်ကြွလာတော်မူလက်တံထိုအခါသူအသီးသီးကျင့်သောအကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုဆက်ပေးတော်မူလက်တံငါအမှန်ဆိုသည်ကားလူသားသည်နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို ဤရ၌ရှိသောသူအချို့တို့သည်မမြင်မီတေခြင်းသို့မရောက်ရကြဟုတပည့်တော်တို့အားမိတ်တော်မူ၏ရှေမသဲခရစ်ဝင်ခန်းကြီး16ရက်လွန်သောအခါယေရှုသည်ပေတရုယာကုပ်ယာကုပ်ညီယောဟန်တို့ကိုခေါ်၍မြင်လာစွာသောတောင်ပေါ်တွင်စိတ်괴ရအရက်သို့ဆောင်ကြွတော်မူ၏ သူတို့ရှိ၌ထူးခြားသောအစင်းအယောင်နှင့် ပြည့်စုံသည်ဖြစ်၍မျက်နာတော်သည် နေကဲ့သို့ထွန်းတောက်လျက်အဝတ်တော်သည် အလင်းကဲ့သို့ဖြူလျက်ရှိ၏မောရှိနှင့်အေလိယသည်ထင်ရှား၍ကိုရော်နှင့်အတူစကားပြောလျက်နေကြ၏ထိုအခါပေတရုကသခင်ဤအရက်၌နေဝယ်ကောင်းပါ၏ကိုရော်ဘို့တဲတဆောင် မောရှိဘို့တဆောင် အေလိယဘို့တဆောင်းတဲသုံးဆောင်ကို အလိုတော်ရှိလျင် အကျွန်ုပ်တို့သည် ဆောက်လုပ်ပါမည်ဟုလျှောက်လေ၏ထိုသို့လျှောက်စဉ်တွင်ထွန်းလင်းသောမိုးတိမ်သည်ထိုသူတို့ကိုလွမ်းမိုး၍ဤသူသည်ငါနှစ်သက်မြနိုးရာငါဤချစ်သားပေသည်သူဤစကားကိုနားထောင်ကြလောဟုမိုးတိမ်ကအသံတော်ဖြစ်လေ၏တပည့်တော်တို့သည်ကြားရလျင် 八五月，俺们早蓝起洗家衣，叶秀在腊月做着个蓝的做着木的，他家没做家呢户，没着木做，做着的精妙的品，叶秀只要拆买的吧，一百多个面没面家，但我妈先家做卡，叶秀个，路达的姐姐嘛，没他没有米在熬。 သင်တို့ယခုမြင်သောယူပါယုံကိုအဘယ်သူအမျှမပြောကြနည်းဟု တပည့်တော်တို့ကို ပြညတ်တော်မူ၏ထိုအခါတပည့်တော်တို့ကအေလိယသည် အရင်လာရမည်ဟုကြံပြုเสียတို့သည်အဘဲကြောင့်ဆိုပါသည်နည်းဟု မေးလျှောက်ကြသည်ယေရှုကအေလိယသည် အရင်လာ၍အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏ငါဆိုသည်ကအေလိယရောက်လာပြီ လူများသည် သူကိုမတိသဖြင့်သူအားပြုကျင်သည်များကိုပြုကြပြီးထိုနည်းတူလူသားသည်လည်းထိုလူများလက်၌ခံရမည်ဟု မိတ်တော်မူသောဗာတိဇံဆရာယောဟန်ကို အမတ်ပြု၍မိတ်တော်မူကြောင်းကို တပည့်တော်တို့သည် နားလည်ကြ၏လူအဆုအဝေးရှိရာသို့ ရောက်ကြသောအခါ လူတယောက်သည် အထံတော်သို့ ချင်းကပ်၍ဒူးထောက်လျက်သခင်အကျွန်ုပ်၏သားကိုကယ်မတနာတော်မူပါဝယ်ယူနာဆွဲ၍ပြင်းစွာခံရပါ၏မိ၌၎င်းရေ၌၎င်း အကျဉ်းချင်းလဲတက်ပါ၏တပည့်တော်တို့ထံသို့ဆောင်ခဲ့၍သူတို့သည်ချမ်းသာမပေးနိုင်ကြပါဟုလျှောက်၏ယေရှုကယုံကြည်ခြင်းမရှိဖောက်ပြန်တော်မူ ငါသည်တင်တို့နေတကွာအပေမြကာလပတ်လုံးနေရမည်နီတင်တို့ကို အပေမြကာလပတ်လုံးတီးခံရမည်နီသူငယ်ကိုငါထံသို့ယူခဲ့ကြဟု မိတော်မူ၏ယေရှုသည်သူကိုဆုံးမတော်မူခြင်းနတ်ဆိုးသည် သူမှထွက်သွားသဖြင့်ထိုခဏမှစ၍သူငယ်သည်ကျမ်းမာပဲကတိဖြစ်လေ၏ ထိုအခါတပည့်တော်တို့သည်စိတ်ကြွေရာအရက်၌ယေရှုထံတော်သို့ချဉ်းကပ်၍အကျွန်ုပ်တို့သည်ထိုနှက်ဆိုးကိုအဘဲကြောင့်မနှင်ထုတ်နိုင်ပါသနည်းဟုပြောကြတော်သင်တို့သည်ယုံကြည်ခြင်း မရှိသောကြောင့်မနှင်ထုတ်နိုင်ကြငါအမှန်ဆိုသည်ကားသင်တို့သည် မုံငင်းစိခမြလောက်သောယုံကြည်ခြင်းရှိလျှင် ထိုတောင်ကိုနေရာမရွေလောဟု ဆိုကြတော့နေရာမရွေလိမ့်မည်ယုံကြည်ခြင်းရှိလျင်တင်တို့မတတ်နိုင်သောအမှုမရှိ သို့တော်လေဆူတောင်းခြင်းအစာရှောင်ခြင်းမှတပါအဘယ်သို့သောအဖြစ်ထိုမျိုးသည် မထွက်တတ်ဟု မိတော်မူ၏ဂါလိလဲပြည်၌နေကြစဉ်တွင်ယေရှုကလူသားကို လူတို့လက်သို့အံ့နေရသော အချိန်ညီးပြီ သူတို့သည်တက်ကြလိမ့်မည်သုံးရမြောက်သောနေ့၌ထားမြောက်လိမ့်မည်ဟုတပည့်တော်တို့အားမိတ်တော်မူ၏သူတို့သည်လည်းအလွန်ဝမ်းနေခြင်းရှိကြ၏ကပိယနောင်မြို့သို့ရောက်သောအခါဗိမ္မာန်တော်အခွန်တည်းဟုသောဒီဓမ္မကိုခံတော်သူတို့သည် ေတရုစီတို့လာ၍သင်ဤဆရာသည်ဒီဓမ္မကို မပေးသလောဟုမေးမြန်းလျင်ပေးပါသည်ဟု ပေတရုဆို၏ပေတရုသည်အိမ်သို့ဝင်သောအခါယေရှုသည်တင်ကူး၍အချင်းရှိမုံသင်သည်အဘယ်သို့ထင်သနည်းလောကီရှင်ဘုရင်တို့သည်အဘယ်မှ အခွန်ကိုခံကြသနည်း မိမိသားမှာခံကြသလားသူတပားမှာခံကြသလားဟုမေးတော်မူလီပေတရုကသူတပားမှာခံကြပါသည်ဟုပြောသောယေရှုကလည်းသို့ဖြစ်လီသားမူကားလွရ၏သို့တော်လဲထိုသူတို့သည်ငါတို့ကြောင့်မမာ၍မိအကြောင်းအိုင်တို့သွား၍နားများကိုချလော့ ရှေးဥစွာရသောငါးကိုယူ၍ပါဇက်ကိုဖွင့်လျင်တတတဲတပြားကို တွေ့လိမ့်မည်ထိုးငွေကိုယူ၍ငါအဖို့နှင့်သင်အဖို့ထိုးသူတို့အားဖိလောဟု မိတ်တော်မူ၏ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်များကတော့ရှင်မသက်ခရစ်ဝင် အခန်းကြီး15ကနေ19ထိဖြစ်ပါတယ် ကြားနာရသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ